အားလုံးပဲမင်္ဂလာပါခင်ဗျာ MP သတင်းဌာနရဲ့ဒီကနေ့အော်တိုဘာလ31ရက်နေ့လည်ခင်းအထိရရှိထားတဲ့အထူးကြဆုံသတင်းတွေကိုကျွန်တော်ခေရဏကတင်ဆက်ပေးပါရမယ်။နောက်ဆုံးရထိုက်တန်သတင်းတွေထဲနေပြည်တော်အလေးဝင်တိုက်ခံရမှာစိုးရိမ်နေစစ်လို့ပြီးပေဖြတ်ခံထားရတဲ့ကိုစလီလောင်းအရှုပ်ကို ပြန်လက်ခံဖို့စဉ်းစားနေတဲ့တရားမဝင်ရွေးကောက်ပွဲကော်မရှင်စစ်ကော်မရှင် လက်ပါစီဇူမင်းတော်လင်းတက်က ကောင်းဆောင်ရှုပ်ရွေးကောက်ပွဲဝင်ပြိုင်မယ်ဆိုတဲ့သတင်း အတူရောင်ရွက်ကောက်ပွဲအတွက်ဆိုလိုကန်မရွက်ပေးရင်အရေးယူခံရမယ်လို့ခြံချောက်ခံရတဲ့အနုံပညာရှင်တွေကပ္ပစာ16နဲ့ပုံမနစ်ကက်လာတဲ့အေအေတက်တွေရုရှားက drone နဲ့ဒုံး900ကျော်ပစ်ခတ်ပေမဲ့သုံးပုံနှစ်ပုံအထိပစ်ချနှံ့ခဲ့တဲ့ယူကရိန်းအဲ့လိုနေလကင်အထိရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် အခုနေလိကင်းအတွက်ပြည်တွင်းသတင်းတွေအထက်ကတင်ဆက်ပေးခြင်းနဲ့ပထမအဦးဆုံးသတင်းကတော့နေပြည်တော်အလေးဝင်တိုက်ခန့်အမှာကိုစိုးရင်နေဆစ်လုပ်ပြီးတဲ့သတင်းဖြစ်ပါတယ်။ရှမ်းမြောက်၊ကရင်၊ကယား၊ကရှင်နယ်ရခိုင်ဒေသတွေမှာအသေးအတန်ထိုးစစ်ဆင်နေရတဲ့စစ်ကောင်စီဟာစစ်ရုံးချုပ်တရှိတဲ့နေရာအလေးဝင်တိုက်မခံရဖို့အိုဟဲတောင်းဆိုမှုနဲ့ပြုလုပ်နေကြပါတယ်။ဆစ်လော်ဘီတအူးဖြစ်တဲ့အောင်ဇေယဆိုတဲ့သူကသူ့ရဲ့ Telegram Channel မှာ နေပြည်တော်လုံခြုံရေးအထူးတုံ့ပြန်မှုလိုအပ်နေတယ်လို့ရှင်းသားထားပါတယ်။ဒါအပြင်နေပြည်တော်ရဲ့မိုင်းတရားပတ်လည်အတွင်းပြည်ထောင်တည်မရှိစေဖို့အထူးစီမံချက်ချပြီးဆောင်ရွက်သင့်တယ်လို့စစ်လော်ဘီတွေကစစ်ကော်မရှင်ကိုတောင်းဆိုနေကြပါတယ်။လုံခြုံရေးအထူးတင်းကျပ်ထားတဲ့နေပြည်တော်ကိုတော်လင်းတက်တွေကစစ်ကော်မရှင်ရဲ့စစ်ရုံးချုပ်အီလာလီဒက်စ်ခန်းနဲ့စစ်ရဲအဓိကနေရာကိုဒရုန်းအသုံးပြုပြီးမကြာခဏဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပူပါတယ်။ ဒီကောင်တွေဆင်ရအတော်နင်းနေလို့အခုလို့အော်ဟင်းနေရဖြစ်မှာတပြီလုံးကိုထိုးစစ်ပြင်လုံနေတော့နောက်မှာဟောင်းလောင်းဖြစ်နေပုံကြတယ်။နေပြောကဘိုးဌာနချုပ်ဆိုတော့အဲ့အားကြတော့ရင်စစ်တပ်တစ်ခုလုံးပြုတ်သွားမှာလို့စစ်ရဲလဲလာသူတူကတုံးသက်ပါတယ်။ MPA ကစုံစမ်းသိရှိရတဲ့သတင်းတွေအရစစ်ကော်မရှင်ဟာနေပြောကိုကောက်ကွယ်ဖို့အတွက်တပ်ခိုက်ရေးတပ်ဖွဲ့ဝင်အင်အား14000ကိုဖြန့်ကျက်ထားတဲ့အပြင်ဝန်ထမ်းအင်အားတွေအနည်းမှလည်းလုံခြုံရေးတင်းကျပ်ထားတယ်လို့သိရပါတယ်။ ဒါအပြင်စေုံကျောင်းအနီးမှာတော်လင်းတက်ဖို့ဝင်နေခိုအောင်တက်ခမ်းမှုပြုလုပ်မှာကိုကျိုတင်ကာကွယ်ဖို့ဆိုပြီးအဲ့ဒီအနီးက JR ရဲ့နေအိမ်တွေကိုပါဖေရှားမှုနဲ့ပြုလုပ်လျက်ရှိပါတယ်။အဲ့ဒီလိုတွေလှုပ်ဆောင်ထားတဲ့အပြင်လေကြောင်းကာကွယ်ရေးစနစ်ဂျမန်နဲ့နေပညာပိုင်းဆိုင်ရာပစ္စည်းကိုထပ်မံတိုးမြှင့်ပြီးတော့ drone စောင့်ကြည့်ရဲ့အဖွဲ့တွေကိုလည်း24နာရီစောင့်ကြည့်ဖို့စစ်ကောင်စီကညွှန်ကြားထားပါသေးတယ်။နေပြည်တော်ကိုဝင်ထွက်ခွင့်ကိုလည်းတင်းကြပ်ထားတဲ့အပြင် အစိုးရဝန်ထမ်းအင်အားလွှတ်တော်သမရယုံနဲ့အရာရှိအင်အားတွေမှာလည်းပြင်ပရန်ဝင်ထွက်ခွင့်ကိုတင်းကျပ်စွာဆစ်ဆင်မှုတွေပြုလုပ်နေလို့တရင်ရင်းမြစ်တွေထံကနေစုံစမ်းသိရပါတယ်ဒုတိယအနေနဲ့ပေဖြတ်ခံထားရတဲ့ကိုစလေလောင်းအချုပ်ကိုပြန်လည်ခံဖို့စဉ်းစားနေတဲ့တရားမဝင်ရွေးကောက်ပွဲကော်မရှင်တရင်ဖြစ်ပါတယ်နိုင်ငံတကာနဲ့ပြည်သူ့ရဲ့လက်မခံတဲ့အတူအောင်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ဖို့စဉ်းသွင်းထားတဲ့သူတွေအထက်က86ယောက်ဟာ တရားမဝင်ရွက်ကောက်ပွဲကော်မရှင်ရဲ့ပြည်ဖြန့်မှုကိုခံထားရပါတယ်။အဲ့လိုလှုပ်ဆောင်ထားပေမဲ့စစ်ကော်မရှင်ဟာအတွေ့အော်ရွက်ကောက်ပွဲကိုပုံမပေါဝင်မှုရှိရကိုပြလိုရနဲ့နိုင်ငံရေးပါတီရဲ့ကံကွယ်မှုကိုရှော့ချလိုတဲ့အတွက်အခုလိုဖြေရှင်းမှုတွေပြုလုပ်ပေးတာဖြစ်နိုင်တယ်လို့သုံးသပ်မှုတွေလည်းရှိနေပါတယ်။စစ်ကော်မရှင်ရဲ့တရားမဝင်ရွက်ကောက်ပွဲကော်မရှင်ပြည်ဖြန့်ခဲ့တဲ့ကိုစိလင်လောင်းအများစုဟာ NLD ပါတီနဲ့ပတ်သက်ဖူးတဲ့သူတွေဖြစ်ပြီးတော့ကြန့်ခိုင်ရေးပါတီကတူတယောက်မှပါဝင်လာမှုမရှိရပေါ့ အတွေ့အော်ရွေးကောက်ပွဲကိုဝင်ပြိုင်မဲ့ပါတီတွေကထောက်ပြခဲ့ကြတာပါ အခုလိုပေပြတ်ခံရတဲ့သူတွေအထက်ကအချို့ပုံကိုယ်တွေကိုရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ခိုင်းဖို့ပြန်လည်လက်ခံတင်မတင်ကိုတရားမဝင်ရွေးကောက်ပွဲကော်မရှင်ကဆုံးဖြတ်မှာဖြစ်တယ်လို့အမည်မဖော်လိုတဲ့ရွေးကောက်ပွဲကော်မရှင်ဝန်ထမ်း2ကပြောပါတယ်တသက်ခံဝင်မပြိုင်ရတော့ဘူးလို့ UEC ကကြေညာပြီးတော့ပြီးတော့ပါတီကအယူခံဝင်နေလေအဲအကြောင်းရွေးကောက်ကလူကြီးတွေတိုင်ပင်ပြီးတော့ ဥပဒေအရလက်ခံနိုင်တဲ့သူတွေကိုပြန်လက်ခံဖို့ဆုံးဖြတ်ကြတယ်။ဘသူတွေကိုပြန်လက်ခံမလဲဆိုတာတော့သိချာမသိရသေးဘူးလို့သူကပြောပါတယ်။စစ်ကောင်မရှင်ရဲ့တရားမဝင်ရွေးကောက်ပွဲကော်မရှင်ဟာပေပြတ်ခံထားရတဲ့သူရွှေကိုပြန်လည်လက်ခံဖို့လှုပ်ဆောင်ခြင်းကနိုင်ငံရေးရမျက်နှာပန်းလှဖို့လှုပ်ဆောင်နေခြင်းဖြစ်တယ်လို့သုံးသပ်မှုတွေလည်းရှိနေပါတယ်။လာမယ့်ဒီဇင်ဘာလ28ရက်မှာပြည်လုံးမှအတူရောင်ရွှေကောက်ပွဲအတွက်မဲဆွေခြင်းလုပ်ငန်းတွေကိုပါတီအများစုကပေါ်ပေါ်ထင်ထင်မလုပ်ရဘဲ ခိုးကြောင်ခိုးဝဲတာပြုလုပ်နေရပြီးအဲ့ဒီရွေးကောက်ပွဲဝင်ရောက်ချင်းပြိုင်မဲ့ပါတီတွေအထက်မှာတန့်ခိုင်ရင်ပါတီနဲ့တိုင်းရင်သားစီလုံးညီညွတ်ရေးပါတီတို့ဟာကိုစလေလောင်းအများဆုံးတင်သွင်းထားပါတယ်။ထမှန်တင်ဆက်ပေးခြင်းတဲ့တင်ကတော့စစ်ကော်မရှင်လက်ပါစီဇူမီတော်လင်းတက်ကကောင်းဆောင်ရှိုးရွေးကောက်ပွဲဝင်ပြိုင်မဲ့တင်ကိုတင်ပြပေးပါမယ်။စစ်ကော်မရှင်နဲ့ပူးပေါင်းပြီးတော့ချင်းပြင်းတဲ့အတွင်းကတော်လင်းတက်တွေကိုပြန်တိုက်ခိုက်နေတဲ့ဇူမီတော်လင်းတက်မတော် SRA ရဲ့ကောင်းဆောင်ရှိုးဟာ အတွေ့အောင်ရွက်ကောက်ပွဲဝင်ရောက်ရှင်ပြိုင်ဖို့ပြုလုပ်နေရလို့သိရပါတယ်။အဲ့လိုဝင်ပြိုင်မဲ့သူတွေကတော့ SRA ရဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ဥပောင်လွန်းမင်းထန်နဲ့ဒေါ်ကျင်နိုင်မန်တို့ဖြစ်ပြီးတော့တိတိမြို့နယ်မဲဆန္ဒနယ်ကနေဝင်ရောက်ရှင်ပြိုင်ဖို့လှုပ်ဆောင်နေရပါ။ SRA ကစစ်အရာစစ်ကော်မရှင်နဲ့ပူးပေါင်းတာလူတိုင်းသိပြီပြီဆိုတော့အခုနိုင်ငံရေးရချေကုတ်ယူဖို့ကြိုးပမ်းနေရလို့မြင်တဲ့အကြောင်းရှင်းပြနေဒေတာခန့်တူကသုံးသပ်ပါတယ်။ ဇာရီအဖွဲ့ဟာရှင်းပြင်းတဲ့တီးရင်နဲ့တွန်းစင်မြို့တွေမှာအခြေစိုက်တဲ့အဖွဲ့တွေဖြစ်ပြီးရောစစ်တပ်နဲ့ပေါင်းပြီးပြည်ခဲလာတွေမှာရှင်းမျိုးသားတက်ဦး CNF နဲ့ CDF အပါဝင်အခြားတော်လင်းတပ်ဖွဲ့တွေကိုတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။အခုလိုစစ်ကော်မရှင်နဲ့ပူးပေါင်းထားတဲ့ဇာရီတပ်ဖွဲ့ဟာသူတို့အကျိုးစီးပွားအတွက်တော်လင်းတပ်တွေကိုတိုက်ခိုက်မှုတွေပြုလုပ်နေရဖြစ်လို့ဝေဖန်မှုတွေလည်းရှိနေပါတယ်။ဇာရီရဲ့နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ဇူမင်းနိုင်ငံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကော်မတီ ဇက်ပီစီစီကစုံမျိုးနွေစုရဲ့ပေါင်းစည်းပြီးတော့ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုတည်ထောင်ဖို့ရည်ရထားတာဖြစ်ပါတယ်။အခုလိုလန်နကာဖွဲ့စည်းတစ်ခုရဲ့ခေါင်းဆောင်တွေဟာစစ်ကောင်ရှင်အတွေ့အော်ရွှဲကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်ဖို့ပြုလုပ်ရှင်ဟာနိုင်ငံလမ်းကြောင်းတဲဖော်ဆောင်ခြင်းထက်စစ်အုပ်ချုပ်ရေးကိုတရားဝင်အောင်ကူညီပေးမှုသာဖြစ်တယ်လို့ထောက်ပြမှုတွေလည်းရှိနေပါတယ်။စစ်ကောင်ရှင်ကပြုလုပ်မဲ့ရွှဲကောက်ပွဲအောင်မြင်ဖို့တော်လင်းအင်အားစုရဲ့ထိန်းချုပ်ထားတဲ့ရှင်းပြနေတဲ့စကိုင်းဒေတာတွေမှာ စစ်ရေးထိုးစစ်တွေကိုအချိန်မြင့်လှုပ်ဆောင်လျက်ရှိနေပါတယ်။ဆက်လက်ပြီးအတွေ့အော်ရွှဲကောက်ပွဲအတွက်ကြွေးကြော်တန်းဆလိုကန်တွေကိုရွှဲပယ်ရတော့မှအနုပညာသမားတွေအကြောင်းတင်ဆက်ပေးပါမယ်။လာမယ့်ဒီဇင်ဘာမှာပြုလုပ်ဖို့စီစဉ်ထားတဲ့အတွေ့အော်ရွှဲကောက်ပွဲအတွက်ဝါရဖြန့်ချီရေးလုပ်ငန်းတွေအချိန်မြင့်တင်ဖို့အနုပညာရှင်တွေဟာရွှဲကောက်ပွဲနဲ့ပတ်သက်တဲ့ကြွေးကြော်တန်းနဲ့ဝါရဖြန့်စာသားတွေရွှဲဆိုရတော့မယ်လို့သိရပါတယ်။အခုလိုကြွေးကြော်တန်းဆလိုကန်နဲ့ ဝါရပြန့်စာသားတွေရွတ်ဆိုဖို့ဖိအားပေးခံရတာဟာပေးခဲ့တဲ့ချက်ပိုင်းကဒရိုက်တာမိုက်ဒီအွန်တိုင်းနဲ့ကျော်ဝင်းထွတ်တို့ကိုစစ်ကော်မရှင်ကမတရားဖမ်းဆီးပြန်နောက်အနုပညာရှင်တွေကိုထပ်မံဖိအားပေးလိုက်တဲ့ဖြစ်ရပ်တစ်ခုလည်းဖြစ်ပါတယ်။ဆိုလိုဂန်နဲ့ဝါရပြန့်စာသားတွေရွတ်ဆိုမှန်းဂျိုက်ကူရေးတွေကိုစစ်ကော်မရှင်ဘက်ကလှုပ်ဆောင်မှာဖြစ်ပြီးတော့တည်င်းတဲ့ဖြောဖြဲပလက်ဖောင်းအားလုံးမှာထုတ်လွှင့်သွားမှာလည်းဖြစ်ပါတယ်။ စစ်ကောင်မရှင်ကဒီလိုရဲလှုပ်ဆောင်တာဟာရွေးကောက်ပွဲကိုပြည်သူလူထုထောက်ခံဖို့အနှုံးပညာရှင်တွေရဲ့ဩဇာကိုအတုံးပြုတာဖြစ်တဲ့အပြင်ရွေးကောက်ပွဲကိုဘယ်သူမှစန့်ကျင်လို့မရဘူးလို့ထိန်ချောင်းမှုပြုလုပ်ပြလိုက်တာလည်းဖြစ်ပါတယ်။ဖိအားပေးခံရမှုကြောင့်ဆိုလိုကန်နဲ့ဝါရဖျန်စာသားတွေကိုမရွတ်ဆိုကျင်မဲ့ရွတ်ဆိုရမယ့်အနှုံးပညာရှင်တွေ ရှိတယ်လို့စစ်ကောင်မရှင်ကိုပေါ်ပေါ်ထင်ထင်ထောက်ခံပြီးဝါရဖျန်ရန်ရီယာကိုအဖြစ်ပေးနေတဲ့အနှုံးပညာရှင်များစွာလည်းရှိပါတယ်။ စစ်ကောင်မရှင်အားတွေ့အောင်ရွှေကောက်ပွဲကိုဝေဖန်မှုပြုလုပ်တဲ့သူဆန့်ကျင်ဆန္ဒပြတဲ့သူတပိတ်မှောက်တဲ့သူတွေကိုအနည်းဆုံးထောင်ဒဏ်3နှစ်ကနေအမြင့်ဆုံးတည်ရန်ထိချမှတ်နိုင်တဲ့ဥပဒေကိုပြဋ္ဌာန်းပြီးတော့လွတ်လပ်စွာထုတ်ဖော်권ကိုအပြင်းထန်ချုပ်ချယ်ထားပါတယ်။အဲ့လိုရှင်တွေကြောင့်17ရက်ဝါရဖျက်မှုကိုမပါဝင်လို့တဲ့အနုပညာရှင်တို့ဟာကြီးလင်းရဲ့ပြည်တယ်ကိုကြားခံရမှန်းအန္တရာယ်ရှိနေတဲ့အတွက်မရှိတော့လဲအောင်းကနန်းကဆိုသလို ဝါရဖြန့်မှုကိုလှုပ်ဆောင်ရမယ့်အခြေအနေတွေရောက်ရှိနေပါတယ်။နောက်ဆုံးပြည်တွင်းသတင်းအနေနဲ့ကပ္ပစာဆက်ချောင်းနဲ့ပုံမနီးကက်လာတဲ့အေအတက်တွေဆိုတဲ့သတင်းမှာအာရခတ်တက်တော်အေအနဲ့တော်လင်းပူပေါင်းတက်တွေဟာပဲခူးတန်းပန်းတော်မြွနဲ့အထက်ကစစ်ကောင်ရှင်ဆလနာပစ္စည်းထုတ်လို့ရဆက်ရုံကပ္ပစာဆက်ချောင်းနဲ့နှမိုင်ခန့်အကွာကိုရောက်ရှိလာပြီလို့မြေပြင်သတင်းမြစ်တွင်တဲ့ဒေသခံတွေထံကနေစုံစမ်းသိရပါတယ်။ပန်းတော်မြွနဲ့မတုံရွာအနီးမှာရှိတဲ့ကပ္ပစာဆက်ချောင်းကိုတိုင်းနိုင်မို့ထိုးစစ်ဆင်နေတဲ့ အင်းနဲ့မဟာမိတ်တပ်တွေဟာအဲ့ဒီစက်ယုံရဲ့အရှေ့ပါတဲ့ကာကင်စခန်းတွေကိုဇက်တိုက်သိမ့်ပိုက်ရရှိနေပါတယ်။အဲ့ဒီကမ်ပါဇာ၁၆အတွက်အဓိကကျတဲ့ကာကင်စခန်းက၆ခုရှိပြီးတော့အဓိကကျတဲ့ point 63လုံးစခန်းကုန်းအပါဝင်စခန်း၄ခုကိုအင်းနဲ့မဟာမိတ်တပ်တွေကထိန်းချုပ်ထားပြီးဖြစ်ပါတယ်။ကမ်ပါဇာစက်ယုံဟာစစ်ကော်မရှင်အတွက်အလွန်အရေးပါတဲ့စစ်လင်းပစ္စည်းစက်ယုံဖြစ်တဲ့အတွက်စစ်တပ်ဟာလက်နက်ကြီးနဲ့လေကြောင်းပစ်ကိုရချယူပြီးအပြင်းထန်ခုခံလျက်ရှိပါတယ်။ အေဟာရခိုင်ပင်နယ်အတွင်းကမြို့နယ်အများစုကိုထိန်းချုပ်ပြီးရနောက်မှာရှင်မကွေပကိုအီယဝေအပါဝင်ရခိုင်ရိုးမတခြားမှာစစ်မျက်နှာတွေကိုတပြိုင်နက်တည်းဖွင့်ပြီးထိုးစစ်ဆင်နေတဲ့အတွက်အီယဝေမြေအနောက်ဘက်အချမ်းမှာရှိတဲ့ဆလနယ်ပစ္စည်းစက်ရုံတွေရဲ့လုံခြုံရေးကိုစစ်ကွန်မရှင်ကစိုးရိမ်လျက်ရှိနေပါတယ်။အခုအေအန်အမ်မဟာမိတ်တပ်တွေပုံမရှင်ကတ်လာနိုင်တဲ့ကပ္ပစာ၁၆မှာအတိတ်ကထုတ်လုပ်လာတာကတော့ကြည်စင်နဲ့ဘုံတိတွေထုတ်လို့ရမှာ မရှိမဖြစ်လိုအပ်တဲ့ရန်တွေကိုချက်လုတန်းစက်ယုံဖြစ်ပြီးတော့အဲ့ဒီစက်ယုံကိုသာတင်ပိုက်နိုင်ရင်စစ်ကောင်မရှင်အတွက်လိုအပ်တဲ့ပင်မရန်ထုတ်လုံးမှုကိုတစိမ့်တစ်ပိုင်းဖျက်တောက်ပိုင်မှာဖြစ်ပါတယ်။အဲ့လိုပဲမကွဲတိုင်းအဆက်အမ်ပတန်လမ်းပိုင်းပေါ်မှာရှိတဲ့နေရီကန်ဖြူဟာစကန်ကိုလည်းအေကထိုးစစ်ဆင်တက်ခိုက်နေရမှာကပ္ပဇာဆက်လဲအနည်းတဝိုက်အထိတိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ်။နောက်ဆုံးပြပတဲ့တဲ့အနေနဲ့ရုရှားက drone နဲ့ drone 900ကျော်ပစ်ခတ်ပေမဲ့ သုံးပုံနှစ်ပုံတည်းပြစ်ချနိုင်ခဲ့ယူကရိန်းအကြောင်းပြောပြရင် MP ရဲ့နေလေကင်းသတင်းအစီအစဉ်ကိုအဆုံးသတ်လိုက်ချင်ပါတယ်။ရုရှားဟာယူကရိန်းရဲ့စွန့်ရဲခြေကန်ဆောက်အုံတွေနဲ့အခြားပြစ်မှတ်တွေကို drone နဲ့ဒုံးတွေအသုံးပြုပြီးပြစ်ခတ်ခဲ့လို့နိုင်ငံတော်ဝင်လေးစစ်တာ ပြတ်တောက်မှုတွေဖြစ်ခဲ့တဲ့အပြင်ခုနှစ်နှစ်အရွယ်မင်္ဂလင်းငယ်တူအပါဝင်ခုနှစ်ဦးတည်ဆုံးခဲ့ရတယ်လို့ယူကရိန်းအရာရှိတွေကအော်တိုဘားလ30ရက်မှာထုတ်ပြန်ထားပါတယ်။ ယူကရိန်းသမ္မတဗိုလာဒီမာဇလန်စကီကရုရှားရဲ့တပ်ခိုက်မှုဟာ drone 650ကျော်နဲ့ဒုံးကျည်50လို့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ပြောခဲ့တဲ့အပြင် drone နဲ့ဒုံးကျည်3ပုံ2ပုံကိုပစ်ချနိုင်ခဲ့တယ်လို့သူကဆိုပါတယ်။ဆောင်းရသည့်အေးဒန်နီလာအနဲ့အမျှရုရှားဟာယူကရိန်းကပြစ်သူတွေလက်စစ်တာအားထောက်ပံ့မှုပြတ်တောက်ဖို့ပြစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်တယ်လို့ယူကရိန်းဝန်ကြီးချုပ်ဂျူလီယာစပီရီတန်ကဆွဆွဲထားပါတယ်။ သူရဲ့ရေချက်ကယူကရိန်းကိုမှောင်မိုက်တဲ့နှိမ့်မြုပ်သွားစေဖို့ပါ ကျမတို့ရဲ့ဂျမန်ချက်ကတော့အလင်းရောင်ကိုထိမ့်သိမ်းထားဖို့ပါလို့စပီရီတန်ကိုက Telegram မှာရေးသားခဲ့ပါတယ်အကြံဖတ်မှုတွေကိုချက်တန်ဖို့အတွက်ကျမတို့မှာလေချောင်းရံကာကွယ်ရေးစနစ်တွေပုံမလိုအပ်နေပါတယ်ပုံမတင်းကျတဲ့ပိတ်ဆို့မှုတွေနဲ့ကျူးကျော်သူအပေါ်အမြင့်ဆုံးဖိအားပေးမှုတွေလည်းလိုပါတယ်လို့သူကပြောပါတယ်ရုရှားကကွယ်ဝင်ကြီးဌာနကယူကရိန်းစစ်ရင်းနဲ့ စမုံလုံးငန်းဆိုင်ရာအခြေခံအဆောက်အုံတွေကိုညဘက်မှာတိုက်ခိုက်ခဲ့လို့ထုတ်ပြန်ခဲ့ပေမဲ့အရက်သားတွေကိုပြစ်မှတ်ထားတာမရှိဘူးလို့ညင်းဆိုထားပါတယ်။ယူကရိန်းရဲ့အကြီးဆုံးပုဂ္ဂလိကစွန့်ရင်ကုမ္ပဏီဖြစ်တဲ့ DTEK ကဒေသများစွာမှာရှိတဲ့သူတို့ရဲ့အပူစွန့်ရင်သုံးဓာတ်အားဖြင့်စက်ရုံတွေတိုက်ခိုက်ခံခဲ့ရတယ်လို့ထုတ်ပြန်ထားပါတယ်။ဒီတိုက်ခိုက်မှုဟာဒီဆောင်းရာတီမှာလျှက်စစ်တာဆက်လက်စီးဆင်းအောင်လှုပ်ဆောင်နေတဲ့ကျွန်တော်တို့ရဲ့ကြိုးပမ်းမှုတွေအတွက်ဆိုးရွားတဲ့ထုံးလက်ချက်ပါပဲလို့ ဒီချီအီကေရဲ့အမှုဆောင်ရာချီချုံမက်ဆန်တရှန်ကိုကပြောပါတယ်။ MP ရဲ့နေလခင်အထိရရှိထားတဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ။ MP ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့တကွာဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပြကျမ်းမာချမ်းသာပြီးဘဝအမောရည်လည်းပြေကြပါစေခင်ဗျာ။